ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့တရေလုံးယူလေးထိုးစားဖြစ်ပါတယ်ရှင်တရေလုံးယူလေးထိုးစားဖြစ်တာကတော့ channel မှာပေါ့နော်လေးတိုက်ပြီးမိုးရေရွာလေးလေးတိုက်ွာတာမိုးကတော့တိတ်ပြီးတော့မိုးပေါက်တွေမပွားပါဘူးလေးပဲကျန်သွားတာဆိုတော့ပိုးထိထားတဲ့ပင်နေဆိုရှင်ခါလီကနေပြက်ပြီးရောလွင့်သွားတချို့ပင်နေဆိုလဲကျွေထားတာမတရားပဲတရသီးတွေကများလုံးတော့ကျွေလေးကျွေထိထားတဲ့ဟာတွေကကြာအုပ်လို့လည်းအဆင်မပြေဘူးဆိုတော့အားနဲ့ထိုးစားဖြစ်လိုက်တာပါ ဒီလိုမျိုးပေါ့နော်ထပိုင်းပြက်ပြီးတော့ရသွားတယ်။ကျင်းသွားတဲ့အပင်ကခူးရဲ့အလုံးကြီးကတော့အုပ်ထားလို့ရပါတယ်။ဒါတော့မချစ်စုတီလေး။သူတို့ကတော့အုပ်ထားပါမယ်။ခြံစွန်ပိုင်းရအပင်လေးဆိုလို့ရှိရင်အပင်လုံးနည်းနည်းပဲပေါ့နော်။အသီးတွေအကုန်လုံးလေးလေးချွေသွားတာဆိုတော့အဲ့ဒီလိုအသီးတွေအတွက်ကိုရိုးထိုးစားပြစ်တာပါရှင်။အဲ့ဒီအသီးတွေကတုတ်စားရင်စားမစားရင်ရိုးထိုးစားမှပဲကောင်းတော့မှာလေ။ဒါတော့တည့်ဖြူတီးလေးခြံတောင်ဆုံးမှရှိတဲ့ပင်ပေါ့နော်အရင်ကမချောမှဲ့နေတူကစားလို့တိတ်မကောင်း အားကြောင့်သူတရေလုံးမျိုးလေးပဲထိုးစားလိုက်ပါတယ်။အရင်ဆုံးသူတို့အရေးတက်စင်အောင်ဆေးလိုက်မယ်နော်။ဆေးပြီးတော့ထိတ်ကလေးတွေနဲ့ဖင်လေးတွေကိုဖြတ်လိုက်မယ်။အစီလေးတွေပြောင်းသွားအောင်လို့ရေစိမ်ပေးထားလိုက်ပါမယ်။ပြီးရင်တော့အခေါင်လာလိုက်ပါမယ်ရှင်။ကဲတဲ့ဒီလေးတွေကိုအခေါင်လာရေစိမ်ပြီးသွားပြီဆိုလို့ရှိရင်နော်သူတို့အရေးကလေးတွေပေါ်ပြပါမယ်။ဒီတိုင်းမှာလက်ကလေးနဲ့ပြန်ပြီးတော့အရေးကလေးတွေပေါ်ပြလိုက်ပါတယ်။ အေးကဒီလိုမျိုးဖော်နေနေနည်းညောင်းလာတာပေါ့နော်အကြာကြီးအလုံးလေးအကုန်လုံးကြာတော့အဲ့လိုမျိုးဖော်ရင်လက်ကတော်တော်ညောင်းနေအာအဆင်ပြေရနဲ့ပဲလီမန်လေးပေါ့ပဲတင်ပြီးတော့လှီးပြလိုက်ပါတယ်တိကျတိကျလေးရနည်းနည်းတော့ချင်တယ်ချင်တဲ့အတွက်သူတို့အချင်းတက်ပြအောင်လို့ပေါ့နော်အကုန်လုံးလှီးပြသွားပြီဆိုလို့ရှိရင်တော့ထုံးရည်ကြီးလေးပြန်ပြီးတော့စိမ့်ပေးပါမယ်ကျေကွာအကုန်ပြီးသွားပါပြီ။ပြီးသွားပြီဆိုတော့သူတို့ထုံးရည်ကြီးစိမ့်ပါမယ်။ ထုံးအောင်တော့ဒါကွန်စာထုံးပေါ့နော်ကွန်စာထုံးလေးပဲသုံးထားပေးပါတယ်ကွန်စာထုံးလေးရေဖြော်ပြီးတော့သူတို့နှစ်နာရီလောက်ပေါ့နော်စိမ်ထားပေးပါမယ်ဒါမှအချင်းတစ်ပြည့်ထုတ်ပြီးတော့နည်းနည်းလေးအလုံးလေးလည်းမမာလေးဖြစ်သွားအဲ့ဒီစိမ့်ပြီးသွားရင်တော့သူတို့ကိုရေချအောင်လို့ခဏလောက်စစ်ထားပေးလိုက်ပါမယ်။9မိနစ်စိမ့်9မိနစ်6မိနစ်လောက်ပေါ့နော်အဲ့လောက်ပြီးတော့စစ်ထားပေးလိုက်ပါမယ်။ စ်ပြီးသွားတဲ့တရသီးလေးတွေကိုတော့ပြန်ပြီးတော့တကြားပေါ့နော်အပွားနေတကြားလေးနဲ့အုပ်ပေးပါမယ်။စားလည်းတစ်စုံလောက်ထည့်ပါမယ်။စားတစ်စုံလောက်ထည့်ပြီးတော့ပြီးရင်တော့တကြားကိုတော့၅စုံလောက်ထည့်ပြီးတော့နေလာပေါ့နော်အထက်တဲကိုအရသာတွေစိတ်ဝင်သွားအောင်တော့ခဏလောက်နေပေးပါမယ်။နေပေးပြီးသွားလို့ရှိရင်တော့သူတို့ဒီတိုင်းလေးပေါ့နော်နှက်ထားပေးလိုက်မယ်။လုံးဝတကြားလေးပြောင်းသွားတဲ့အထိပေါ့နော်နှက်ထားပေးလိုက်ပါမယ်။ ဒါကအရသာလေးတွေအထဲထဲကိုစိတ်ဝင်အောင်လို့နည်းနည်းတော့ပေါ့နော်ပွားလေးဖုတ်ပြီးတော့နေပေးရပါแกคู่หลุမျိုးပေါ့เนาะအကောင်လုံးစိတ်ဝင်ပြီးတော့တရားရေထည့်ထားတာမဟုတ်ဘူးပေါ့เนาะတကြားနဲ့တည်တည်ညက်တွေ့ပြီးသူကလည်းသူအရေးတွေထွက်လာတာပါအဲ့ဒီအရေးလေးကိုခဏလောက်စစ်ထားပြလိုက်ပါမယ် ကဲတဲ့ဒီလေးကိုခုလိုမျိုးလေးစစ်ထားပေးပြီးသွားလို့နည်းနည်းလောက်ခြောက်သွားပြီဆိုလို့ရှိရင်တော့သူတို့ကိုထည့်ပြီးတော့စီပူလေးတွေမှာပေါ့နော်ထည့်ပြီးတော့ကြော်ပေးပါမယ်။မိဖို့ပေါ်မှာစီအိုးလေးကိုရေစူအောင်တဲပါမယ်။စီလေးစူလာပြီဆိုကမှခုနတည့်တီလေးတွေကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့တစ်ဖက်လှန်ပေးလိုက်ပါမယ်။တစ်ဖက်လှန်ပေးပြီလို့အနေတော်လောက်ရပြီဆိုရင်တော့နောက်တစ်ဖက်လှန်ပေးလိုက်ပါမယ်။ နှစ်ဖက်စလုံးအနေတော်လောက်ဖြစ်ပြီဆိုရင်တော့ဆဲပေးလိုက်ပါမယ်။သူကမီးအေးလေးနဲ့ကြော်ရတာကိုမီးလေးနည်းနည်းပြင်းသွားတော့တစ်ဖက်ကနည်းနည်းတူးတလို့တော့ဖြစ်သွားပါတယ်။အပုံဆဲယူပြီးတော့လို့ရှိရင်တော့မြူသီးလေးတွေကိုထည့်ပြီးတော့စီးတက်ပေးပါမယ်။ပြူသီးမော်အားတော့ကိုလူတလောက်ပဲထည့်လို့ရပါတယ်။ဒီကတော့အဆက်စားခြင်းနဲ့အတွင်းနဲ့များပြီးတော့ထည့်ထားပါတယ်။တကယ်လို့အဆက်ကြောက်တယ်ဆိုလို့ရှင်တော့ချော့ထည့်လို့ရပါတယ်။ပြီးရင်တော့ဒါကခုနပြည့်သီးစိန်ထားတဲ့ရေလေးတွေပေါ့နော်။ အရည်လေးတွေကိုထည့်ပေးမယ်ပြီးရင်တကြားကိုတော့30သားခန်းသုံးထားပါတယ်ရှင်မဆလာကိုတော့တထုပ်ဖောက်ထည့်ပေးလိုက်ပါမယ်မဆလာထည့်ပြီးသွားလို့ရှိရင်တော့မှုပြီးပါမယ်သူ့ကိုအဆမပြတ်တော့မှုပြီးရပါတယ်ဒီတော်လေးခဲမီပြစ်တွဲလာသည့်အထိမှုပြလိုက်ပါမယ်။ဒါတော့ခဏလောက်အမှုရက်လိုက်လို့အမြုပ်တွေထလာတာပါ။အမြုပ်တွေထနေပြီမယ်။ရေကမနှဲခမ်းနေပြီဆိုတော့တည်တည်လေးထိလိုက်ပါတော့မယ်။ တည်တီထက်လိုက်မယ်ဆိုရင်တည်တီကနေလည်းရေတွေထက်ပြီးတော့ထွက်လာပါတယ်ထွက်လာတော့သူတို့ရေခမ်းသွားအောင်လို့နည်းနည်းတော့ကြိုပေးရပါမယ်ကြိုတဲ့အခါမှာမွေလို့ရှိရင်ပေါ့နော်ပုံပြက်မသွားဖို့အတွက်တည်တီကိုနော်ဖွဖွာလေးပဲမွေပေးပါခုလိုမျိုးလှုပ်ရှားမယ်ဆိုလို့ရှိရင်နီလန်းစရာလည်းမလိုဘူးအချိန်လည်းအများကြီးပေးစရာမလိုဘူးစားလို့လည်းကောင်းတယ်အရသာလည်းထဲထဲဝင်နေပါတော့ ီလိုမျိုးချိုတာရေရမနော်တော်တော်နဲ့မခံဘူးဆိုရင်အလုံးလေးတွေကိုဆဲယူထားလိုက်ပြီးတော့အရေလေးကိုပဲပြောင်းပြန်ချိုပြီးမှပြီးရင်အလုံးပေါ်ပြန်လောင်းပေးလိုက်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်အဆုံးထိကြည့်ရှုပြရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့လေးရလှူဆောင်ရတာလွယ်ကူတာမို့လို့အားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ဒီနေ့လန်းလေးရတည်တီးမှမဟုတ်ဘူးနော်တခြားအသီးတွေကိုလည်းယူထိုးစားလို့ရပါတယ်သဘောကျတယ်ဆိုရင် channel လေးကိုလည်း like and subscribe လေးနှိပ်သွားပေးပါအောင်ရှင် နောက်တင်မဲ့ဗီဒီယိုလေးတွေကိုလည်းကြည့်ရှုပေးကြပါအောင်ကြည့်ရှုပေးတဲ့သူတွေအားလုံးကိုယ်ကျင့်မှကျင့်စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေရှင်နောက်တင်မဲ့ဗီဒီယိုလေးတွေမှာအားလုံးနဲ့ပြန်တွေ့ကြပါမယ်တတ်တာ